မန်ယူဟာဘာလို့အတင်းကြီးမဟုတ်တော့တာလဲဆိုတာရှင်းပြလာတယ်အာဆင်နယ်ဖန်မော်ဂန်အာဆင်နယ်တင်းရမာဂန်ပရိသတ်ကျူဖြစ်တဲ့နာမည်ကျော်အစီအစဉ်တင်ဆက်သူဘရက်မော်ဂန်ကမန်ချက်စတာယူနိုက်တက်အတင်းကအကြောင်းရင်းတစ်ခုကြောင့်အတင်းကြီးအဖြစ်သတ်မှတ်လို့မရတော့တဲ့အကြောင်းပြောဆိုလာခဲ့ပါတယ်မန်ယူတင်းဟာဂန်ရွယ်နီးပြကြီးဆာအဲလက်စ်ဖာဂူဆန်အနားယူသွားပြီးတဲ့နောက်ပိုင်းကစပြီးပြည်တွင်းဖလားမှာစိတ်ချမ်းသာရတဲ့နှစ်ဆိုလို့တနှစ်မှမရှိသေးပဲအချင်းတွေကသာစိုးတဲ့စိုးလာပါတယ် မီပြအမျိုးမျိုးကစားသမားအမျိုးမျိုးကိုတစ်နှစ်ပြီးတစ်နှစ်သာပြောင်းလဲလာပြီးမယ်မယူအသိရဲ့ချင်းဤကလမ်းကြောင်းမှန်ဖို့ကိုအခုထိပြန်မြောက်သေးပါဘူးအပြောင်းရွှေ့စေအကျွဲပေါင်း1ဘီလီယံကျော်ရာယီနီးပြတွေအပါအဝင်နီးပြစုစုပေါင်း7ယောက်ဆိုတဲ့ပမာဏကလည်းမနည်းလှပါဘူးရှင်ပြည်သက်တွေအတွက်ကလည်းလက်ရှိအခြေအနေဇိုးတွေကိုအတိတ်ကတရဖူစောင်းခဲ့တဲ့ကာလတွေကိုသာပြန်တန်းတရင်နဲ့အန်ကျိတ်ကြော်ဖြတ်နေရမယ်ဆိုတာကတော့သိကြပါတယ်အရင်တုန်းကဆိုရင်မန်ယူအသင်းကအင်္ဂလာမှာဂုံတိတ်ကအကြီးမားဆုံးအသင်းဖြစ်ပြီးအော်ရပါမှာဆိုရင်လည်းပြိုင်ဘက်အသင်းတိုင်းကတွေ့ရမှာလန့်စရာကောင်းတဲ့အထိကိုဖြစ်ခဲ့ပါတယ် ကစားသမားတွေအတွက်လည်းမန်ယူဆိုတဲ့အမှတ်တစ်စိတ်ကိုဝတ်ဆင်ပြီးကစားရဖို့ဟာသူတို့အတွက်အိမ်မက်တစ်ခုလိုတောင်ဖြစ်ခဲ့ပါဗျ။မန်ယူအသင်းဟာဝင်ရောက်ရှင်မြိုင်နဲ့ပြန်ပွဲတိုင်းမှာရေဘန်အစားဆုံးအသင်းဖြစ်သက်မှတ်ခြင်းခံရပြီးအဲ့ဒီလိုထင်ကြီးတွေနဲ့ကိုက်ညီအောင်လဲပြန်ပွဲတိုင်းရဲ့နောက်ဆုံးအဆင့်တွေနောက်အထည်ကိုပြန်ပွဲတိုင်းလိုလိုရောက်ရှိခဲ့တာပါ။ဒါပေမဲ့အခုတော့ဒါတွေအားလုံးကအတိတ်မှာကျင်ရင်ခဲ့ပါပြီရှင်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဆိုရင်မန်ယူအသင်းကနျူကာဆယ်အသင်းကို၄-၂ဆိုတဲ့ဂိုးပြတ်ရလနဲ့အဆက်သိက္ခာကိမဲ့စွာရှုံးခဲ့ပါတယ်။ ဒီရှုံပွဲဟာမန်ယူအသင်းအတွက်ဒီရသီပရီးမီးယားလိဂ်မှာ14ပွဲမြောက်ရှုံပွဲဖြစ်ပြီး1989-90ရာသီကနီးမြကြီးစာအလက်စ်ဖာဂူဇန်လက်ထက်မှာ42ပွဲကစား16ပွဲအထိရှုံက48မှတ်သာစုဆောင်းနိုင်ခဲ့တဲ့မှတ်တမ်းစုကြီးကိုလိုက်မိဖို့အတွက်နှိစံနေပါတယ်ဒါပေမဲ့အဲ့ဒီရာသီတုန်းကအပြင်ပလာရခဲ့တာကြောင့်ကပ်ဝနာကပ်ဝင်ခွင့်ရရှိခဲ့တဲ့လို့အဲ့ဒီပလာကိုလည်းဖိုင်နယ်မှာဘာစီလိုနာအသင်းကိုအနိုင်ယူပြီးစခုနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ဒီရာသီပရီးမီးယားလိဂ်မှာအချိန်နှီးစိုးနေတဲ့မန်ယူအသင်းအနေနဲ့လည်းအဆင့်ဆက်လေးရောက်နေပါစေ။ အခုရယူရိုပါလိပြိုင်ပွဲကနေမထွက်ရသေးတာကြောင့်နောက်ရသီမှာချန်ပီယံလိဝင်ခွင့်ရဖို့ကတော့မျှော်လင့်ချက်ရှိသေးတယ်လို့ဆိုရပါမယ်။ဒါပေမဲ့လာရန်အသင်းကသာ Ultra Sport မှာကစားမယ့် Quarter Final ဒုတိယအကြိမ်မှာသာမကြော့ဖြတ်နိုင်ခဲ့ဘူးဆိုရင်တော့မန်ယူအသင်းအကြွတ်တရားဒီဟာအတိတ်ပဲမရှိပဲအကြီးကျယ်ကျဆုံးခဲ့တဲ့ရာသီတစ်ခုအဖြစ်သတ်မှတ်ရမှာပါရှင်။အခြေအနေဒီကအခုလိုကုန်းကောက်စရာမရှိအောင်စိုးရနေတာကြောင့်မော်ဂန်ကမန်ယူအသင်းကြီးအဖြစ်သတ်မှတ်လို့မရတော့ဘူးလို့ပြောလာပါတယ်။ မော်ဂန်ကအင်္ဂလန်ရဲ့နာမည်ကြီးအစီအစဉ်တင်ဆက်သူဖြစ်ပြီးခရစ္စတီယာနိုရိုနယ်ဒိုမယူအသင်းကနေထွက်တဲ့အချိန်မှလည်းဒီကမ္ဘာလုံးကိုအားအသင့်စေခဲ့တဲ့အင်တာဗျူးကိုသူနဲ့ပဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။မယူအသင်းနဲ့ပတ်သက်ပြီးသူရဲ့မကောင်းတဲ့အမြင်ကိုတော့မော်ဂန်ကသူ့ရဲ့ဆိုရှယ်မီဒီယာမှာအခုလိုပဲရေးသားခဲ့တာဖြစ်ပါတယ်။အခုချိန်ဟာမန်ချက်စတာယူနိုက်တက်အသင်းကအသင်းကြီးစင်းကနေတည်ဝင်ကြဆင်းသွားတဲ့အချိန်ပါပဲ။အသင်းကြီးဆိုတဲ့ဂုဏ်ပုဒ်ရှိဖို့ဆိုရင်တခြားအသင်းတွေကကိုယ့်ကိုကြောက်နေမှရပါမယ်။ အခုတော့ပဲတင်းကားမှာ United ကိုမကြောက်တော့တာနှင့်အများကြီးရှိနေပါပြီဆိုပြီးတော့ Morgan ကပြောဆိုရေးသားခဲ့တာပါ။အဲ့ဒီမှာဒေါသထွက်သွားတဲ့ United fan တွေက Morgan ရဲ့ post အောက်မှာဘဝမှတ်ချက်ပေးခဲ့ကြပြီးပရိသတ်တူက Arsenal တင်းကားအဓိကစုဖလားတွေမရတော့တာကြာပြီဖြစ်တယ်မလို့ Arsenal ကိုလည်းအသင်းကြီးအဖြစ်သတ်မှတ်လို့မရကြောင်းတုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီမှာ Arsenal ပရိသတ်ဖြစ်တဲ့ Morgan ကဒီမှာမိတ်ဆွေမင်းတို့အသင်းက league မှာအဆင့်ဆက်လေးကိုရောက်နေပြီးတော့ Newcastle အသင်းက league တကူဆိုတဲ့ရလနဲ့လည်းအသိခံချရတာပါ။ မတို့ရအစနဲ့အသင်းကတော့လစ်ကရဲ့ဒုတိယနေရာမှာရှိနေပြီးအိုရောပါချန်ပီယံအသင်းဖြစ်တဲ့ရီယယ်မက်ထရစ်ကိုလည်းပထမအကြော့မှာ၃ဂိုးဂိုးမရှိနဲ့အနိုင်ယူထားခဲ့တယ်။မင်းတို့ရထားတဲ့ဆူဖလာတွေဆိုတာကလည်းအတိတ်ပဲမရှိအေးမပါတဲ့ဆူဖလာတွေပါ။အဲဒါကြောင့်မလို့လဲတန်းအဖြုတ်ခံရတာပေါ့။အသင်းကြီးတွေဆိုတာကပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ကိုပဲအာရုံစိုက်ကြတာပါဆိုပြီးမော်ဂန်ကပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ပရီးသင်းကြီးတို့အနေနဲ့ရောမော်ဂန်ပြောသလိုပဲတကယ်ပဲမန်ယူအသင်းကအသင်းကြီးစင်းကနေကြာဆင်းသွားပြီလားဆိုတာပြောဆိုသုံးသပ်ပေးခဲ့ကြပါအောင်ရှင်။